မတော်ရသေးတဲ့ချိန်မှကိုအောက်လန်းနီနဲ့တပ်ပစ်လိုက်တဲ့အဖိုးကြီးပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်။တာယာလှပတဲ့ရွာလေးကြားမှာကြိုင်ဆိုတဲ့အမျိုးသမီးလေးတောင်နေထိုင်ပါရယ်။ကြိုင်ဟာတစ်ပင်ပန်းမင်းစိုက်ပြူရတာဝါသနာပါတဲ့သူတောင်ဖြစ်ပြီးသူ့ရဲ့ channel မှာလည်းတိနံမင်းမျိုးစုံကိုစိုက်ပြူထားပါရယ်။ရွာလေးဟာအေဂျမ်မီရွာထဲမှာရှိရဲလူကြီးလူငယ်ကလေးများလည်းတအူးနဲ့တအူးဖော်ရွေးကြပါရယ် တခုတော့တိတ်ဆိတ်ပြီးလာတာရညတညမှာတော့ကြိုက်ဟာမိဘတွေအိမ်မောကြပြီးလူကြီးတိတ်တဲ့အချိန်ရွာရဲ့တော်ဆက်ကစီရလေးမှာသူ့ချစ်သူခွန်ချိုင်နဲ့တွေ့ဖို့အတွက်ထွက်လာခဲ့ပါတယ်ခွန်ချိုင်နဲ့ကြိုင်ဟာအရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီးခွန်ချိုင်ရဲ့အဖေသဘောမတူတာကြောင့်ညခင်ဘမှာသာဆရာလေးတခုမှပဲချင်းတွေ့ပြီးတော့ချစ်ကြရပါတယ်ချိန်ထားတဲ့ညတညမှာခွန်ချန်ကလေချုံတန်တကြီးကြီးနဲ့မိရင်လေးကိုဆဲပြီးကြိုင်ရှိရာဆေးရလေးစီလာခဲ့ပါတယ်။ကြိုင်ရလေးရောက်နေပြီးအသင်ဆောင်နေလေးရဲ့ ခွန်ချိုင်ဟာသူ့ချစ်သူမျက်နှာလေးကိုကြည့်ရင်ကြိုင်းတော့ပါလာတဲ့လက်ဆောင်လေးဆွဲလေးကိုထုတ်ပေးလိုက်တာပေါ့ကြိုင်ဟာလည်းအံ့ဩဝမ်းသာဖြစ်ပြီးလေးဆွဲလေးကအရန်လာတာပဲချက်ချင်းပဲလေပင်မှာဆွဲလိုက်ပါတယ်ဒီလိုနဲ့ချစ်သူနှစ်ယောက်စကားစမြည်ပြောကြရင်ဆရာလေးမှပဲတညာတာကုံဆုံးခဲ့ကြပါတယ်မနက်ဝေလီဝင်းလင်းအချိန်ရောက်တော့ကျိုင်ဟာလေအိမ်ကိုတိတ်တဆိတ်ပြန်လာခဲ့ပြီးခွန်ချိုင်ကလည်းအိမ်ကိုပြန်ခဲ့ပါတယ်။ခွန်ချိုင်ပြန်အရာအိမ်ပြန်မအိတ်တာသေးတဲ့သူ့ရဲ့အဖေကသူ့ကိုဒေါသတကြီးနဲ့စီကြိုပြီးအဟစ်မေးပါရတယ်။ ီဘယ်ရီသွားနေလို့တညာလုံးအိမ်ပြန်မအိတ်ကြလဲခွန်ဆိုင်ရလေသူ့ကိုအော်ဟစ်ကျိန်မောင်နေရနဲ့စိတ်ပေါက်ပြီးကျွန်တော်ဘယ်တော့သားအဖေနဲ့ပါဆိုင်လဲပြပြစရာမလိုပါဘူးအဲ့လိုပြန်ပြောခဲ့ပါတယ်သူ့အဖေကလည်းပြန်ခံပြောတဲ့ခွန်ဆိုင်ကိုလက်နဲ့အသားနာအောင်ရှိုင်းလိုက်ပြီးအေးမင်းငါ့ကိုအဲ့လိုပြန်ခံပြောငါကြောင့်မင်းသိစေရမယ်ကျိန်မောင်လိုက်ပါတယ်တကယ်တော့ခွန်ချိုင်အဖေကခွန်ချိုင်နဲ့ဂျိုင်စီယာမှာချင်းကျူရဲဆိုတာကိုတိထားပြီးသားဖြစ်တာပါ ဒါကြောင့်ပြောမရတဲ့သူတောင်ဘလိုနီးနဲ့ခွဲရမလဲလို့တွေးနေခဲ့ပါရယ်ခွန်ချန်ကလည်းခီးမဆိုင်ပဲသူ့ခန်းရှိရာကိုပဲလှည့်ထွက်ခဲ့တယ်အခန်းထဲရောက်တဲ့အထိအသားနောက်ရိုက်ခဲ့တဲ့သူ့အဖေကိုမကြည့်မနှက်ဖြစ်ပြီးလက်သီးဆုပ်ပြီးတော့တောသားထွက်နေရပေါ့ဒီလိုနဲ့တနေ့တာကုန်ပြီးညအချိန်ကိုပြန်လဲရောက်လာခဲ့ပါရယ်ခွန်ဆိုင်ဟာကြိုင်နဲ့သွားတွေ့ဖို့အတွက်ပြင်ဆင်ပြီးအခန်းထဲကနေထွက်ဖို့လုပ်တဲ့ချိန်တကားဖွင့်မရတော့ပါဘူး။ဟုတ်ပါရဲ့။ခွန်ဆိုင်ရဲ့အဖေကခွန်ဆိုင်အပြင်ထွက်လို့မရတော့အောင်အခန်းတကားကိုတန်ကျိုးတွေနဲ့တောက်ခတ်ထားခဲ့တာပါ။ အခန်းတကာကိုတထိုင်းတိုင်းထူရရင်အခန်းတကာဖွင့်မေးပါကျွန်တော်သွားစာရှိသေးတယ်သွားမှဖြစ်မယ်အခန်းထဲကနေစုညံကျေလောင်စွာအော်ပြောပါတယ်ဒါပေမဲ့သူ့အဖေကတော့အခန်းရှိရကလပ်ထိုင်ကောင်မှမိမိကြီးထိုင်ပြီးဘာတစ်ခုမှပြန်မပြောခဲ့ပါဘူးကျန်ရတော့ဆရာလေးရဲ့မှာခွန်ချိုင်အလာကိုတမျောမျောနဲ့စောင့်နေခဲ့တာပေါ့အချိန်ခဏလောက်ကြာတော့ကြာရဲ့အနောက်ဘက်ကခြေတံတီးတိုးလေးထွက်ပေါ်လာတယ်ကျန်ရလေခွန်ချိုင်အထင်နဲ့ဝမ်းသာအားရလှည့်ကြည့်လိုက်တဲ့အခါ သမင်ရှိရှိဖဖာယူမျက်နာတစ်ဖက်တစ်ချက်အုံနေအောင်ဖားရချထားပြီးစူးရှရတဲ့မျက်လုံးတောင်နီနီကြီးတွေနဲ့စိုက်ကြည့်နေတဲ့မိမကြီးတူထမဲကိုခတ်တူတူပြပြဝစ်ထားပြီးတွားတွေကလှွာတွားတွေလိုချွန်ထက်ပြီးကြံ့ကိုပြုံးပြပြီးပြပြကြီးကြည့်ပြီးရီးတဲ့နဲ့ကြီးနဲ့ရှေ့ကိုတိုးလာခဲ့တယ်။ကြံ့ရအယံကိုကြောက်သွားပြီးအနောက်ကိုတလန်းချင်းဆုပ်ခဲ့တယ်။ကြံ့ရနောက်ကိုတလန်းချင်းဆုပ်ရင်တစေကြီးကလည်းရှေ့ကိုတိုးရင်းနေပေါ့။ကန်ဆိုးကျင်တော့ကြံ့ရရေစက်အနောက်ရောက်သွားခဲ့ပြီးနောက်ကိုဆုပ်စရာနေရာမရှိတော့ပါဘူး။ ကြံရလေကြံမရတဲ့အဆုံးမှာကျမအသက်ချမ်းသာပေးပါရှင်တောင်းပန်ပါတယ်အဲ့လိုပြောခဲ့တာပေါ့တစေမကြီးကတော့ဟီဟီဟာဟာအတန်နဲ့ကြီးနေရှိပြီးတဲ့နောက်အားကနေဆိုရဲကြောက်လန့်တကြောင်အော်ရဲအမျိုးသမီးတူရဲ့အတန်ထွက်ပေါ်လာပါတယ်နောက်တနေ့မနေ့ကြိုင်အလောင်းရွာသားတွေတွေ့ကြပြီးရွာထဲမှာဟိုတင်တီတင်အတွေ့တွေနဲ့တရွာလုံးကြိုင်အကြောင်းတီတူတီတူပြောကြပါဗါတယ်။ဒါပေမဲ့ဘာအကြောင်းကြောင့်တည်ရဲဆိုတာတော့ဘယ်သူမှတိတိကျကျမသိကြပါဘူး။ ဒီတဲ့ကိုခွန်ဆိုင်တငယ်ချင်းပအာယံတီးပြီးခွန်ဆိုင်ကိုကြိုင်တိဆုံးသွားတဲ့တဲ့ကိုလာပြီးပြပြခဲ့ပါတယ်။သူ့ကိုစောင့်နေတဲ့ဆီယလေးမှာပဲတိဆုံးသွားခဲ့တဲ့အကြောင်းခွန်ဆိုင်သိသွားတော့ဖြေမဆင်နိုင်အောင်ဖြစ်ပြီးငိုကြွေးပါတယ်။ပြီးရင်တော့အကြောင်းဆုံးဒီထွက်ပို့ပြီးတော့တီးရအောင်ရွာထဲကိုထွက်လာခဲ့လိုက်တယ်။ကြိုင်ရင်အလောင်းကိုမျက်မြင်တွေ့ခဲ့တဲ့ရွာသားတွေကိုရှာပြီးဖြစ်ကြောင်းကုန်စင်မေးခဲ့တာပေါ့။တိုင်းမဲ့လေအဖြစ်အတိကြတော့မရခဲ့ပါဘူး။တောင်းနေပဲခွန်ဆိုင်ကသူ့အိမ်ကိုပြန်လာခဲ့တယ်။ ိမ်ထဲဝင်ဝင်ကျမပဲကာထာရီရွတ်ဖတ်နေအတန်တသေးကိုကြားလိုက်တာနဲ့သူ့ဖေအခန်းကိုဖွင့်လိုက်တဲ့အခါအောက်လန်းပညာနဲ့ဆိုင်တဲ့ပစ္စည်းတွေတင်ထားတဲ့ဇပွဲခုံငယ်တစ်ခုဖျောင်းနိုင်မိမမေထွန်ထားပြီးတော့ဂါထာရီမန်းမုံနေတဲ့သူ့အဖေကိုအံ့အားသင့်စွာနဲ့တွေ့လိုက်ရတယ်။ဇပွဲကုံပေါ်မှာရှိရဲကလပ်ထဲမှာလဲကြက်ရဲ့လေဆွဲလူအမှတ်မထင်တွေ့လိုက်တော့ခွန်ချမ်းကဒီလေဆွဲကကြက်ရဲ့ဟာပဲအဖေဖျားရတာလေကြက်ရဲ့ဘာလုပ်လိုက်တာလဲချက်ချင်းကိုမေးပါတော့တယ်။အဲ့ဒီချိန်မှာပဲတိတ်ဆန်းထပ်မပြောနဲ့ အတန်နဲ့ကြီးနေတူသူ့အဖေကတဆီတကောင်အသွင်နဲ့တဟီဟီရှိပြီးတော့လှည့်ကြည့်လိုက်ပါတယ်။ခွန်ချိုင်အောင်အရန်လန်သွားပြီးအခန်းထဲကနေအေကန်ဘတ်ကိုထွက်လာခဲ့တယ်။ဒီဖြစ်ပျက်တွေကိုမယုံနိုင်အောင်ဖြစ်နေတာပေါ့။ကြံ့ရုံတက်လိုက်တာသူ့အဖေကိုယ်တိုင်ဖြစ်နေပြီးသူ့အဖေကလည်းမကောင်းတဲ့အောင်လိုင်းပညာနဲ့လူတွေကိုဒုက္ခပေးနေရဆိုတာကိုသိလိုက်ရတယ်။ခဏလောက်အကြာကြည့်ကနေဆိုရဲတကားဖွင့်တဲ့တူခွန်ချိုင်ရဲ့အဖေအခန်းထဲကနေထွက်လာပြီး"တာကြီးအဖေကမေကမုတ်တွေစီစဉ်ခဲ့တာပါအဖေအထင်မလွဲပါနဲ့" သူ့ရဲ့လောက်ရက်တွေကိုတည်သွားတဲ့သားကိုချော့ပြောပါတယ်ခွန်ချန်ကတော့ကြောင်ဘာလို့တတ်လိုက်ရလဲအဖေကလူတတ်တဲ့လူတတ်သမားပဲဒီအွန်လိုင်းပညာတွေတုံးပြီးလူတွေကိုဘာတွေဒုက္ခထပ်ပေးဦးမလို့လဲမကြည်မနှက်နဲ့ပြောပါတယ်သူ့ရဲ့ဖေကတော့ငါအားလုံးမင်းကောက်မှုအတွက်စီစဉ်တာမင်းကိုကြိုင်နဲ့မပတ်သက်ဖို့တာတော့မင်းလက်ခံခဲ့လားမင်းဖန်တီးထားတဲ့အတွက်အခုလိုဖြစ်ရတာပဲလေအဲ့လိုပြောပြီးတော့သူ့ရဲ့လောက်ရက်ကိုလုံးဝနှောင့်နှားမရဘဲနဲ့ပြန်ပြောခဲ့တာပါ ဒီလိုနဲ့ပဲတောက်ဖတ်မြောက်တယောက်တခွန်စကားများကြပြီးခွန်ချိုင်ဟာသူ့အဖေရဲ့လှုပ်ရက်ကိုအယံရွှန်ရှာမုန်းတီးသွားပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ခွန်ချိုင်ဟာသူ့အဖေရဲ့မကောင်းတဲ့လှုပ်ရက်တွေကိုအဆုံးသတ်ဖို့အတွက်ရော်ထိတ်ကဖုန်းတော်ကြီးတစ်ပါးစီသွားပြီးဖြစ်ချောင်းကုံစင်ကိုရှောက်ထားလိုက်ပါတယ်။ဖုန်းတော်ကြီးကလည်းအောင်လန်းပညာနဲ့လူတန်နေရဲမကောင်းဆိုးဝါးနှိမ်နှင်းမှုအတွက်ပရိတ်ပဌာန်းများရွတ်ဖတ်ပြီးတိတ်တိတ်တင်ထားတဲ့ပရိတ်ကျိုးနဲ့ပရိတ်ရည်တွေကိုခွန်ချိုင်ရောအသုံးပြုဖို့ပေးလိုက်ပါတယ်။ဒီတိတ်တိတ်တင်ထားတဲ့ပရိတ်ကျိုးတွေကိုမကောင်းဆိုးဝါးရဲ့အိတ်တက်ကလေးရွတ်ပတ်ချလိုက်ပါ ပြီးတော့အသုံးပြုနေတဲ့ကာထပစ္စည်းတွေထည့်ထားတဲ့အသုံးဆောင်တွေကိုလည်းပရိတ်ကျိုးနဲ့ပတ်လိုက်ပါဒီလိုဆိုရင်မကောင်းဆိုတာသူတို့ဆင်တွေရဲ့ပရိတ်အစောင်းမခံနိုင်ပဲကျွတ်လွတ်သွားပါလိမ့်မယ်ဆရာတော်ကခွန်ချံပြုလုပ်ဖို့နီလန်ကိုတေချာလေးတင်ပေးလိုက်တယ်မကောင်းဆိုတာနှိမ်နှင်းဖို့စိတ်အားထက်သန်နေတဲ့ခွန်ချံကလည်းပရိတ်ကျိုးတွေယူပြီးတော့အိမ်ကိုပြန်လာတယ်အိမ်ကိုရောက်တာနဲ့သူ့အဖေခန်းထဲဝင်ပြီးတော့သူ့အဖေရဲ့ကလေးကိုပရိတ်ကျိုးတွေနဲ့ရစ်ပတ်ချလိုက်တယ်အောက်လန်းကာထာရီထားတဲ့အစီရင်တွေကိုလည်းပရိတ်ရည်နဲ့ပတ်ဖြန်းလိုက်တယ် အဲ့ဒီအချိန်မှာသူ့အဖေကတော့သူမကျင်တဲ့ရွာသားတယောက်ဖမ်းပြီးတော့ရိုက်နှက်ဆဲဆိုနေတာပေါ့ကျွန်တော်ခင်ဗျားကိုဘာလို့လို့လဲကျွန်တော်မှဘာပြက်ရှိလို့အခုလို့ဖမ်းရတာလဲရွာသားကမခံမရနိုင်အောင်អော်ပြောတော့စပ်ပိတ်ထားစမ်းစူးငေါလိုက်ရင်နဲ့အားဆိုတဲ့အတန်းနဲ့တူကျမ်းမြေမကောက်ခံငင်ကလဲကျသွားပါော်တယ်ကျမ်းမြေမမှာငရံစာလူတလူတစ်ဖြက်ဖြက်လူပြီးခနာကိုတစ်ခုလုံးဆက်ငင်ဆက်ငင်ဖြစ်ပြီးအော်ဟစ်နေနေပဲပါဇက်ဟောင်းသားနဲ့ငိန်သက်သွားခဲ့ပါတယ် ဒီဖြစ်ပျက်ကိုမျက်မြင်တွေ့လိုက်ရတဲ့ရွာသားတွေကလည်းပါဆက်တော်မပိနိုင်မဲ့သူ့အဖြစ်ကိုကြည့်ပြီးတော့အယံအံ့ဩနေရပေါ့နေတတ်သွားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုအနာကပ်ပြီးတော့စံကြည့်ရခါအသက်ပါပြီးတည်ဆုံသွားတာကိုသိလိုက်ရပါတယ်မျက်မြင်ကြုံရတဲ့ရွာသားတွေရဲ့စကားတွေကိုတယောက်တစ်ဆင့်ကြားသိကြတဲ့အခါရွာသူရွာသားတွေကမကောင်းတဲ့လုပ်ရက်တွေလုပ်နေတဲ့ခွန်ချိုင်းအဖေတည်ဆုံသွားတဲ့အတွက်ကြည်နက်နေကြပါတယ် ်ခွန်ချိုင်ကတော့သူ့အဖေအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပြီးဝတ်ကျွတ်သွားလို့ဝမ်းသာပေမဲ့အဖေဖြစ်သူတည်ဆုံသွားတဲ့အတွက်တော့အများကြီးစိတ်မကောင်းဖြစ်နေပြီးဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါရဲ့ရှင်